နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ပါကစ္စတန်နိုင်ငံတဝမ်းမှာမိုးသေးထန်စွာရောသွန်းပြီးရှက်တပြက်မူကြီးတာရေကြီးရာတွေကြောင့်အခုသတင်းပတ်အတွင်းကလေးငယ်16ရောက်အပါအဝင် လူ32ရောက်သေဆုံးခဲ့တယ်လို့တဘဝ BNDA စီမံခန့်ခွဲရေးအရာရှိတွေကပြောကြားပါတယ်36နာရီအတွင်းလျက်တပြက်ရေကြီးမှုနဲ့အင်ခေါင်မိုးပြိုကျမှုတွေကြောင့်လူ16ရောက်သေဆုံးခဲ့ပြီးအဲ့ဒီအထက်က10ရောက်ဟာကလေးငယ်တွေဖြစ်ကြတယ်လို့ ဒေသတဘဝ BNDA စီမံခန့်ခွဲရေးအနာပိုင်းအဖွဲ့ကတရင်ထုတ်ပြန်ခဲ့ပါတယ်။တည်ဆုံးသူတွေအထက်က73ယောက်ဟာ အနောက်မြောက်ပိုင်းဆော့တောင်ကြားကဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံရဲ့အရှေ့ပိုင်းပန်ကျက်ပြည်နယ်မှာအ ਨੇ ဆုံးလူ73ယောက်တည်ဆုံးခဲ့တယ်လို့အဲ့ဒီဒေသရဲ့တဘဝ BNDA စီမံခန့်ခွဲရေးအနာပိုင်းတွေကပြောကြားခဲ့ပါတယ်။ ရေကြီးရေချမ်းမုံကြောင့်အင်ဂျင်56လုံးလဲပျက်စီးခဲ့ရတယ်လို့သိရှိရပြီးမိုးသေးထန်စွာရော့သွန်းခဲ့တဲ့အတွက်နိုင်ငံတွေနဲ့အမိုးတွေပြိုကျရာကနေသိဆုံးခဲ့ကြရခြင်းလည်းဖြစ်ပါတယ်။မိုးသေးထန်စွာရော့သွန်းမှုနဲ့ရုတ်တရက်ရေကြီးတဲ့အန်ဒီဟာဆက်လက်မြင်မာနေမယ်လို့လည်းအမျိုးသားမိုးလေဝသဌာနကတင်ပြထားပါတယ်။ပါကစ္စတန်ဟာရာသီဥတုဖောက်ပြန်မှုတန်ကိုကမ္ဘာပေါ်မှာအများဆုံးခံနေရတဲ့နိုင်ငံတစ်ခုဖြစ်ပြီးနိုင်ငံအတွင်းလူဦးရေသန်း240ဟာ တိုးမြင့်လာနေပြီးတော့ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုအခြေအနေတွေနဲ့မကြာခဏရင်ဆိုင်နေရတာဖြစ်ပါရဲ့ရှင်။